ါရှင်ရှမ်းစုံ channel လေးကနေပြန်လည်ကြိုဆိုပါရစေဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်မက Excel မှာကိုလိုချင်တဲ့ item ကိုရွှေ့ပြီးရောပေါင်းတဲ့ပုံစံလေးကိုပြပြပေးမှဖြစ်ပါတယ်ဒါဆိုရင်ကျွန်မတို့ Excel မှာကိုလိုချင်တဲ့ item လေးကိုရွှေ့ပြီးပေါင်းဖို့အတွက်ကျွန်မကတော့ဒီမှာအဓိကအနေနဲ့တော့ sum if function လေးကိုသုံးထားပေးပါတယ်ပြီးတော့လည်းနောက်ထပ်တစ်ခုအနေနဲ့တော့ data validation လေးကိုတော့ကျွန်မတို့ဒီ data တွေကိုအလွယ်တကူနဲ့ ဟိုယူနိုင်မှုအတွက်ပေါ့နော်ဒါလေးကိုလည်းတုံထားပေးပါတယ်ဒါဆိုရင်အခုမိတ်ဆွေတို့မြင်နေရတဲ့အတိုင်းပဲပေါ့နော်ဒီမှာဆိုရင်ကျွန်မဒီဘက်မှာ list လေးတစ်ခုရှိရပေါ့ item amount price နဲ့ total ဆိုပြီးဟုတ်ပြီဒါဆိုရင်ကျွန်မဒီဘက် list ထဲမှာပါတယ်အဲပေါ့နော် item လေးတွေကအာတစ်ခါလေးကြာရင်နှစ်ခါသုံးခါထပ်နေတဲ့တာမျိုးလေးတွေရှိမှာပေါ့ဟုတ်ပြီဒီလိုမျိုးလေးတွေထပ်နေတဲ့တာမျိုးတွေမှာကျွန်မက item တစ်ခုချင်းစီမှာဘဏ္ဍာခထပ်နေတဲ့အဲ့ဒီရေးအတွဲအမောင့်တွေထူထဲတွေကိုသိချင်လို့ရွေးပြီးပေါင်းတဲ့အခါမျိုးကြာရင် list အရင်းများတဲ့အခါမှာကျမတို့ကတစ်ခုချင်းစီ light ထောက်ပြီးတော့ပေါင်းနေရတာမျိုးတွေလုပ်မယ်ဆိုရင်အဆင်မပြေဘူးဒါဆိုရင်ကျမတို့က သူတို့တွေကိုဟိုကိုလိုချင်တဲ့ item လေးရိုက်ထည့်လိုက်ရုံနဲ့ကိုလိုချင်တဲ့ amount ကိုတခါတည်းသိအောင်လို့ဘယ်လိုမျိုးသုံးမလဲပေါ့နော်ဒါလေးကိုစဉ်းစားရမယ်ဒါကြောင့်မို့လို့ကျမကဒီမှာအာဒီဘက်မှာ item amount တို့တယ်ဆိုပြီးတော့ကျမကဒီဟာလေးသုံးမှုကို copy ယူပြီးဒီဘက်မှာပွားထားပေါ့နော်ဟုတ်ပြီအခုဆိုရင်ကျမကဒီ item အောက်မှာကျမလိုချင်တဲ့ item တခုကိုကျမကရေးတယ်ဒါဆိုရင်ကျမက pen ဆိုပြီးတော့ကျမကဥပမာရေးပေးလိုက်မယ်နော်ဟုတ်ပြီဒါဆိုရင်ကျမကဒီ wellness ထဲမှာ pen ဆိုတဲ့အဝေထား တာပေါ့နော် amount ကဘယ်နှခုရှိလဲဆိုတာကျွန်မရှာတော့မယ်ပေါ့နော်အော်ဒါဆိုရင်ကျွန်မက amount အောက်မှာတွားပြီးတော့မှဆက်နက်ပြင်မယ်ပြီးရင် equal ဟုတ်ဆိုရင်ကျွန်မတို့သုံးမဲ့ function လေးက sum if function မို့လို့ sum if ကိုရှာပြီးကျွန်မတို့ double click နှိပ်လိုက်မယ်ဟုတ်ပြီ sum if function ကိုသုံးတဲ့အခါမှာကျွန်မတို့ ်ဘာတွေလို့လဲဆိုရင်တော့ range ရဲ့ criteria ရဲ့ sum range ရဲ့ဟုတ်ပြီ range ကိုအရင်ဆုံးပြောပါမယ် range ကကြာတော့ကျမတို့ဒီဘက်မှာ list ထဲမှာရှိနေတယ်ကျမတို့လိုချင်တဲ့တဲက item ပေါ့နော်လိုချင်တဲ့ item ရဲ့ list ရှိတဲ့နေရာကိုပြောတာပါ range အဆင်ကျမကဒီ item အောက်ကဒီကနေဒီအောက်ဆုံးပေါ့နော်သူရဲ့ list ဆုံးတဲ့အထိကိုကျမက select ပေးပြီးတော့ comma လေးနှိပ်လိုက်မယ်ပေါ့နော်ဒါဆိုရင်ကျမတို့အပေါ်လေးပြန်သွားမယ် sorry ။ဒါဆိုရင် sand in my range ပြီးသွားပြီ။ဟုတ်ပြီ။နောက်တစ်ခု range သတ်မှတ်ပြီးသွားရင် criteria လို့ခြင်းပြီ ျမတို့လိုချင်တဲ့ criteria ဆိုတာကကျမတို့ဒီဘက်မှာရေးထားတဲ့အခုကျမစောစောကရေးလိုက်တဲ့ဒီအကွက်လေးပါပဲ။ဟုတ်ပြီဒီကျမအခုနှိပ်လိုက်တဲ့ဒီအကွက်ကရှေ့က range ထဲမှာပါလားမပါလားဆိုတဲ့ criteria ကိုသတ်မှတ်ခိုင်းတာပေါ့နော်။ဒါဆိုရင်ကျမကအခု criteria သတ်မှတ်ပြီးပြီး comma ကုန်လိုက်။ဒါဆိုရင်နောက်ဆုံးတစ်ခုအနေနဲ့ကတော့ sum range ဆိုတာလေးကိုသူကသတ်မှတ်ခိုင်းတယ်။ဒါဆိုရင်ရှေ့က range ထဲမှာကျမလိုချင်တဲ့ pam ဆိုတဲ့ criteria ဒီအားလေးပါရမယ်။ ုတ်ပြီပါခဲ့တယ်ဆိုရင်အဲ့ဒီပါတဲ့အကွက်တွေကိုကျွန်မကပေါင်းမယ်ကျွန်မလိုချင်တာကဘယ်ဟာကိုပေါင်းချင်တာလဲ amount လိုချင်တာလား price လား total လားကျွန်မက amount ကိုလိုချင်တာဆိုတဲ့အတွက် sum range ကကျွန်မပေါင်းချင်တဲ့ range ကဘယ် range လဲဆိုရင် amount range ကိုပေါင်းချင်တာဆိုတဲ့အတွက်အဲ့ဒီ amount range ကို list လေးစောင်းနေအထီးကျွန်မက select ပေးတယ်ဟုတ်ပြီ select ပေးပြီးသွားရင်ကျွန်မကြည့်လိုက်မယ်ဒီမှာသူ့ရဲ့ range တဲမှာဒီဘက်က range တဲမှာ D5 to D15 ဆိုတဲ့ range တင်မှာဒီ i5 ဆိုတဲ့ဒီ item pen ဆိုတဲ့ item လေးပါလာပါခဲ့တယ်ဆိုရင်သူ့ရဲ့ ပါတဲ့ pants တွေကိုရွေးပြီးတော့မှဒီ amount တွေကိုပေါင်းမှာဆိုတဲ့အတိတ်ပဲဒီပါဒါဆိုကျွန်မကသူ့ရဲ့ဒီ function လေးဆုံးပြီဆိုတော့ green လေးပြန်ပိတ်ပြီးတော့ enter ခောက်ပေးလိုက်ဒါဆိုရင်သူ့ရဲ့ amount က69နဲ့ဒါဆိုရင်ကျွန်မတို့ဒီ bill list ထဲမှာ pants ဘယ်နှခုပါလဲကြည့်ကြည့်မယ်နော်အဲ့တော့ pants ကဒီမှာတစ်ခုပါတယ်ဟုတ်ပြီနောက်တော့တစ်ခုလိုက်ရှာမယ်ဆိုရင်ဒီမှာတစ်ခုဆိုတော့နှစ်ခုဒါဆိုရင်ဒီနှစ်ခုကိုကျွန်မကပေါင်းကြည့်လိုက်ရတာ13နဲ့39ဆိုရင် sum က69ရတယ်ဆိုတော့ကျွန်မတို့ဒီ ကပါတယ်လေးမှမြင်နေရတယ်ပေါ့နော်ဒါလေးပေါ့ဟုတ်ပြီဒါဆိုရင်ကျမတို့ပေါင်တဲ့ twin line ရဲ့ formula လေးကမှန်နေပေါ့ဟုတ်ပြီဒါဆိုရင်ကျမတို့ total ဝပေါင်လို့မရဘူးလားဆိုရင်ရတယ်အဲ့တော့လောလောဆယ်ဒီမှာက pens မဟုတ်ဘဲနဲ့တခြားတစ်ခုကျမရိုက်ကြည့်မယ်ပေါ့နော်အဲ့ဒါကျမက b o k s box လို့ရိုက်ကြည့်မှာဟုတ်ဒီမှာကြည့်လိုက်78ရဲ့ဒါဆိုဟုတ်မဟုတ်ကြည့်မယ်နော် box ကဒီမှာ33 နောက်တစ်ခုရှိတာတော့ဒီမှာရှိတယ်ဒါဆိုရင်33နဲ့45နဲ့ပေါင်းတော့78တယ်ဒါဆိုရင်သိကြရဲဒီမှာဒါဆိုရင်နောက်တစ်ခုထပ်ရကြည့်မယ် ruler ဆိုပြီးတော့57ဟုတ်ပြီဒါဆိုရင် ruler လည်းဒီမှာ20ပါမယ်ဒီအောက်မှာကဘယ်လောက်ပါမယ်ဆိုရင်အာ37ဆိုတော့ဒီမှာအာ57ပေါ့နော်အဲ့လိုမျိုးပဲပါမယ်ဒါဆိုရင်ကျွန်တော်ဆန် if လေးကိုတုံးပြီးတော့ဒီဘက်မှာ item အောက်မှာကျွန်တော် ကိုကြိုက်တဲ့ကိုလိုချင်တဲ့သိချင်တဲ့ item ကိုရိုက်ထည့်လိုက်ရုံနဲ့ဒီဘက်မှာ order လာပြီးတော့မှပေါင်းပေးသွားမှာဟုတ်ပြီ total လည်းအဲ့လိုလုပ်လို့ရတယ်ဆောဆောအတိုင်းနဲ့ equal send if ဘာလို့နဲ့ channel name နဲ့ range က bear range နဲ့ g range အတိုင်းနဲ့ပြန်ယူမယ်ပြီးရင် comma ကုတ်ပေးလိုက်မယ်နော် ါ။ဆိုရင်ပြန်တက်မယ်။ဟုတ်ပြီ။ကျမတို့လိုချင်တဲ့ criteria ပဲဟာလေဒီဟာပဲပြန်ရင်မဟုတ်ပြီ။ green page uh, sorry comma ကိုပြင်မယ်။ sun range ကအခုတခါတော့ total မို့လို့ total range လေးကိုရှုလိုက်မယ်။ဟုတ်ပြီ။ပြီးသွားရင်ကျမတို့ green ပြန်ပြေးလိုက်မယ်။ enter comment ဟောဒါဆိုရင်9900 ruler ကြည့်လိုက်ဒီမှာ2000ရှိရယ်เนาะ PNG အောက်မှာက3900ဆိုတော့အားလုံးပေါင်း9900ဆိုပြီးတော့သူကဒီအောက်မှာပေါ့ကျွန်တော်ကြည့်လို့ရတယ်เนาะဒီရောက်ကဘာလဲဒီမှာ9900ဆိုပြီးပေါ့လားဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကဒါကတော့ sun if ကိုတုံးပြီးတော့မှကိုလိုချင်တဲ့ item တွေကိုရွေးပြီးတော့မှဒီလိုပုံစံလေးပေါင်းလို့ရတယ်ဒါမှမဟုတ်တခြားပေါ့เนาะဒီလိုမျိုး list တွေ item တွေမှမဟုတ်ဘဲနဲ့တခြားအဲ့ဆဲမှာကိုတုံးထားတဲ့ ပေါ့နော်အာတေးပဲပေါ့မူတည်ပြီးတော့မှဒီလို formula ကိုတုံးပြီးတော့မှကိုတွက်ချင်တဲ့အရာကိုတွက်လို့ရတယ်ဟုတ်ပြီဒါဆိုရင်တခုပြောရရှာမိတ်ဆွေတို့အနေနဲ့ဒီမှာက ruler တို့ item တို့ pen တို့ရိုက်ထည့်လိုက်တဲ့အခါမှာ r u l e r s ruler ဆိုရိုက်ထည့်နေတဲ့သူကရတယ်ဟော r အသေးနဲ့အကြီး small နဲ့ cap ကျင်မှာ case sensitive လောက်မှမဖြစ်ဘူးဟော r အသေးပဲရိုက်ရင်အကြီးပဲရိုက်ဒါပေမဲ့တခုရှိတာက ီမှာ ruler မှာကျမက test တောင်ဖြုတ်ရိုက်လိုက်တယ်ဆိုရင်ဘာဖြစ်သွားလဲဆိုဒီမှာလုံးဝသူက formula မပြတော့ဒါဆိုရင် तू ကကြတော့ဒီမှာသူ့ရဲ့ရှိခဲ့တဲ့အတိုင်းနဲ့ကျမကဒီမှာရိုက်ပေးရတယ်เนาะအဲ့တော့ sd အစလွန်ရာဒီရှင်းမှာ s မပါခဲ့ဘူးဆိုရင်เนาะအဲဒီမှာဒီမှာ s မပါတဲ့အတွက်သူကတခုစားမယ်ပြเนาะအဲအဲ့ဒါအစရင်ဒီမှာ sd ပါခဲ့ရယ်ဆိုရင်ကျမကဒီနောက်မှာလည်းသူ ਨੇ မှန်အောင်ပေါ့နော်ဒီစလုံးရေအတွက်တိုင်းကိုအကုန်ထည့်ပြအောင်အဲ့ဆိုအဲ့လိုမျိုးရိုက်တဲ့အခါကျွန်မကမှားတာမျိုးဖြစ်တတ်တယ်အဲ့ဆိုရင်ကျွန်မကဘာလုပ်မှာလဲဆိုရင် သူ့ကိုအဲ့လိုမျိုးကြီးရိုက်ထည့်တဲ့အခါမှာအမှားယဉ်မရှိအောင်လို့ဂျီမာနဲ့တခါတည်းသူ့ရဲ့ list ကိုတွင်းထားလို့ရတယ်။အဲ့ဒါဆိုရင်ဘာသုံးမှလဲဆိုရင်တော့ data validation သုံးမယ်။ဒါကတော့ရှေ့ကဗီဒီယိုတွေမှာကျွန်မ data validation အသုံးပြုပုံလေးကိုမျှဝေပေးထားပါတယ်။ဒါပေမဲ့ဒီမှာတခါချက်ပြီးတော့မှပြန်ပြီးတော့မျှဝေပေးပါမယ်နော်။အဲ့တော့ဒီနားလေးမှာကျွန်မ data validation မလို့တွင်းလာ။အခုကျွန်မရဲ့ item list ကတော့ဒါပဲရှိရူလာရဲ့ pens correction eraser books pencil အဲဒီ item list ဒီအားလေးပဲရှိမယ်။ဒီ6မျိုးပဲရှိမယ်ပေါ့နော်။ အဲဒီ6မျိုးကိုပဲကျမကတွင်းမှာဆိုတဲ့အတွက်ကျမတို့ဒီအကွက်လေးမှာနှိမ့်လိုက်မယ်နှိမ့်ပြီးသွားရင်ကျမကဘယ်ကိုသွားမလဲဆိုတော့အပေါ်ကပါတယ်ကကျမက data ဆိုတဲ့ဟာလေးလေးကိုသွားလိုက်။ data ဆိုတဲ့ဟာလေးရဲ့မှာမှဒီမှာ data 2ရဲ့မှာ data validation ဆိုတာလေးရှိ။အဲကျွန်မဒီဘေးက drop down ဒီ down arrow များလေးကိုနှိမ့်နှိမ့်လိုက်ပြီး data validation ကိုရွေးလိုက်။ရွေးပြီးသွားရင်ကျွန်မတို့ကဒီမှာ allow ဆိုတဲ့နေရာမှာ any value ဖြစ်နေရင်ဘေးကများလေးကိုနှိမ့်ပြီးကျွန်မတို့က list ကိုတွင်းခြင်းမှာမို့လို့ list ဆိုတာလေးကိုရွေးပြီးလိုက်။ဟုတ်ပြီပြီးသွားရင်ကျွန်မတို့ဒီ source ဆိုတဲ့နေရာမှာဒီမှာကာစာလေးတစ်ချက်ချရင်ချမချဘူးဆိုရင်ကျွန်မတို့ဒါလေးကိုတုံးလို့ရတယ်နော်။ဒီဘေးကများလေးကိုနှိမ့်နေရတယ်။ ဟုတ်ပြီနှိပ်ပြီးသွားရင်ကျမကဘယ်ဟာလေးကိုသုံးချင်လဲဆိုကျမကဒီ ruler ရဲ့ pens ရဲ့ correction eraser ရဲ့ post pencil ဒါလေးကိုသုံးချင်တယ်အဲ့တော့ကျမကဒီမှာ select ပေးလိုက်တာ d5 ကနေ d10 အကြီးကိုသူ့ကိုဒီ lock တွေချပြီးတော့သူ့ကိုဒီလိုလေးပေါ်လာပေါ်လာပြီးတော့ကျမကဒီဘေးကများလေးကိုပြန်နှိပ်ပြီးလိုက်ဟုတ်ပြီနော်။ဒါဆိုရင်ဒီလိုမျိုးလေးရောက်သွားပြီ။ဒါမှမဟုတ်လည်းမိတ်ဆွေညီမကြီးမှာရောနေရဆိုရင်ကိုယ့်ဘာသာကိုဒီဘက်ဘေးမှာပေါ့နော်။တ ခုတည်တန်ရွေးပြီးရေးပြီးတော့စင်ရင်းလေးကိုရေးပြီးတော့ဒီမှာထည့်လို့ရတယ်ပေါ့နော်ကျမကတော့ဒီမှာနေအစင်လိုက်ဖြစ်နေတော့ဒီတိုင်းနဲ့ရွေးလိုက်တော့ဆိုရင် okay ပြီးလိုက်မှာဟုတ်ပြီဒါဆိုရင် data validation တွင်းပြီးတဲ့အခါနဲ့သူကဒီလိုလေးပေါ်လာဒီဘေးမှာဒီလို down arrow မျှားလေးနဲ့နော် drop down list လေးပေါ့ဟုတ်ပြီဒါလေးကိုနှိပ်ကြည့်လိုက်ဒါဆိုရင်ကျမတို့ဒီမှာ twin ထားတဲ့ဟာလေးပေါ်လာနော်ဒါဆိုရင် pens အဲဒီမှာ ruler လို့နှိပ်လိုက်ရွေးလိုက်တာနဲ့ auto သူကပေါင်းပြီးသွားရင် box လို့ရွေးလိုက်သိကြရဲ့ဒီတိုင်းလေး ဖန်ဆင်းလို့ရွေးတာဖန်ဆင်းဟုတ်ပြီတကယ်လို့မိတ်ဆွေတို့အနေနဲ့ဒီမှာထပ်ပြီးတော့ item စရင်းလေးပေါ့နော်ဟောတခြားပေါ့ဒီ marker pen လို့အာမျိုးတွေထပ်ပြီးတော့တိုးလာခဲ့ရဆိုရင်လည်းမိတ်ဆွေအနေနဲ့ဒီ drop down list လေးမှာအ data validation ပြန်ပြီးတော့သူကသွင်းပြရနော်အဲဆိုဆက်စွာအတိုင်းနဲ့သူရဲ့ဒီ list လေးကိုပေါ့ပြန်ပြီးတော့ update လုပ်ပြရမယ်ပေါ့နော်အဲအကြမ်းမှာလည်းကျွန်တော်လိုချင်တဲ့ item လေးတွေကဒီမှာဝင်ပြီးတော့မှ amount တို့ထုတ်တယ်လို့ကြည့်လို့ရမယ်ပေါ့နော်ဒါကတော့ကျွန်တော် အိမ်ဆဲမှာပေါ့နော်ကျမတို့လိုချင်တဲ့ item ကို send in function လေးရွေးပြီးတော့ပေါင်းတယ်ပေါင်းတဲ့အခါမှာလည်းကျမတို့ item လေးတွေကိုအလုံးတကူရွေးလို့ရအောင်လို့ data validation လေးကိုတုံးပြီးတော့မှာဒီလိုပုံစံလေးနဲ့အသုံးပြုသွားရပဲဖြစ်ပါတယ်ရှင်ဟုတ်ပြီဒါဆိုရင်ဒီအားလေးကတော့ message တွေကိုကျမဒီတလောက်ပြန်မျှဝေပြရမယ်ဖြစ်ပါတယ်ရှင်ရှိရှိပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်